ဟုတ်ကဲ့ပါ Fight Delta Fight ရုပ်ရှင်ကဟာအကြမ်းမဖက်အာဏာဖိစန်းနေကြတဲ့စီရီယန်ဝန်ထမ်းတွေနဲ့နိုင်ငံရေးတကြွလှုပ်ရှားသူတွေပူးပေါင်းပါဝင် ရိုက်ကူးထားတဲ့ဖြစ်အမှန်အခြေခံຫນွေဦးဒေါ်လာရေးရုပ်ရှင်ကားကြီးဖြစ်ပါတယ်ဒီကားကိုဧပြီလ20ရက်မဲဆောက်မှာယုံသွင်းပြသရာကရရှိတဲ့ငွေတွေကိုဒေါ်လာရေးအတွက်လို့ဆိုပေမဲ့အရေးပေါ်ငလျင်ဘေးအတွက်လဲကူသွားလှူသွားမှာပါ အော်ကျွန်တော်ဒီနေ့ fighter data file ရုပ်ရှင်ဇာတ်ကားကိုကျွန်တော်ဒီမဲဆောက်မှာပြသတာဖြစ်ပါတယ်ဒီဇာတ်ကားကိုကျွန်တော်နိုင်ငံတကာမှာပြသရင်တော့အဲ့ဒီပြသလာတဲ့ရရှိလာတဲ့ဝင်ငွေအားလုံးကိုကျွန်တော်တို့ကကျွန်တော် ARV တိုင်းမှာခြေတိုင်းတပ်ဖွဲ့တွေရဲ့လက်နက်တပ်စီတွေအတွက်အဲကျွန်တော်တို့အကုန်လုံးပေါ့လေတရားမကြံကျွန်တော်တို့အဲ့ဒါသူတို့ပတ်ဖို့မှာဖြစ်ပါတယ်အခုတော့ကျွန်တော်တို့ဒီမှာမဲဆောက်မှာပြတဲ့စီမှာဥပမာငလင်ပြေးရလဲဖြစ်ပေါ်လာတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီ ကျွန်တော်ဒီထက်ကနေပြီးတော့ရာဂိုင်လုံးတချို့ကိုကျွန်တော်ဒါမြန်မာပြည်ငလင်းဘေးအတွက်လည်းကျွန်တော်သုံးဆွဲသွားမှာဖြစ်ပါတယ်ဒီစကားကိုမဲဆောင်မှာပြသစဉ်ရုံဝင်က200ဘတ်သတ်မှတ်ခဲ့တာပါ ကြီးစုသူကလည်းယာနဲ့ချီရှိခဲ့ပါတယ်ဒီကရံဝင်ငွေကားဖြစ်တယ်အာနောက်ပြီးကျတော့ ဒီအဓိက ARV တိုင်းအတွက်ပေါ့နော်လက်နက်တက်ဆင်ဖို့အတွက်ရမုံကိုကရိုက်တာရယ်နောက်ပြီးတော့ဒီအားနေစီစဉ်မဲ့တဲ့ရလဲဒီငလင်အတွက်လဲဟိုလက်ရှိမှာပေါ့နော်ဒီ125ရာခိုင်နှုန်းစီစဉ်မဲ့လို့သိရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေအတွက်ဟိုပို့ပြီးတော့ဟိုအားဖြည့်ဖြစ်တယ်ပေါ့နော်ဒီဒီကိုဒေါ်လာရေးအတွက်ဖြစ်နေတဲ့အတွက်ပို့ပြီးတော့ဒီကိုလေးလိုလူငယ်တွေနေနဲ့ပို့ပြီးတော့ဝင်းရံတင်နေပို့ပြီးအားဖြည့်တင်နေဆိုပြီးတော့ဒီပွဲကိုရောက်လာတာရှင်ဟုတ်ကဲ့ တော်လိုင်းရုပ်ရှင်ကဖြစ်တဲ့အတွက်ငလင်ဘေးသည့်ပြည်သူတွေကိုကူညီမယ်။နောက်ဝီကျရုပ်ရှင်တော်လိုင်းမှာခြေပြက်လက်ပြက်တွေကိုခြေပြက်လက်ပြက်တွေကိုကူညီမယ်။အဲ့ဒီအတွက်ဒီရုပ်ရှင်ကဖြစ်တဲ့အတွက်ဒီရုပ်ရှင်ကိုလာကြည့်ရခြင်းဖြစ်ပါလေ။ ရှစ်ကောင်စီအာဏာသိမ်းရင်ကနေဒီနေ့အထိအသက်ခံနာဆုံးတိုက်ပွဲဝင်နေကြတဲ့တော်လရင်ရဲဘော်ရဲမီရီရဲ့ခက်ခဲကြမ်းတမ်းတဲ့ခီးကိုယုံကြည်ချက်ပြည့်နဲ့ရှေ့ဆက်နေကြဘုံတွေကို ရိုက်ကူးထားတဲ့ဇာတ်ကားတကားလေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ